်နက်မှာပိတ်ဆို့ခံထားတဲ့ BBC သတင်းတောက်တစ်ယောက်ရဲ့အကြောင်းမှာ BBC ကသူတို့ရဲ့သတင်းတောက်တွေတဲကတယောက်ဟာလာပေါင်းအတော်ကြာတဲ့အထိဗီယက်နမ်နိုင်ငံတဲကနေထွက်ခွင့်မရတဲ့အတွက် အလေးအနက်ကိုပေါ့လေလေးလေးနက်နက်ကိုအများကြီးစိုးရိမ်နေလို့သတင်းထုတ်ပြန်ပါတယ်။ VNN နိုင်ငံသား BBC သတင်းထောက်တစ်ယောက်ဟာ VNN နိုင်ငံမှာရှိတဲ့သူ့ရဲ့မိသားစုနဲ့ပြန်တွေ့ဆုံဖို့အပြင်သူ့ရဲ့ဒီနိုင်ငံကူးလက်မှတ်ပေါ့လေတက်တန်းတိုးဖို့သွားခဲ့တာဖြစ်ပါတယ်။သူ့ကို VNN အာဏာပိုင်တွေကထိန်းသိမ်းထားပြီးတော့ရပ်ပေါင်းများစွာမေးခွန်းတွေမေးမြန်းခဲ့တယ်လို့ BBC ကပြောပါတယ်။ BBC ကအဲ့ဒီသတင်းထောက်ကိုနိုင်ငံတွေကချက်ချင်းပြန်ထွက်ခွင့်ပြုပြီးတော့နိုင်ငံကူးလက် ်မှတ်တက်တန်းတိုးပေးဖို့ ਨੇ တိုးပေးဖို့အတွက်ပေါ့လေဗီယက်နမ်အာဏာပိုင်တွေကိုတောင်းဆိုထားပါတယ်အင်ကာနေရတော့ဗီယက်နမ်ကွန်မြူနစ်ပါတီကထွေထွေအတွင်းရေးမှူးတိုလမ်ကအင်္ဂလန်ဝန်ကြီးချုပ်နဲ့တွေ့ဖို့ရှိနေခဲ့ပါတယ်ဒါကြောင့်ဗြိတိန်မှာရှိတဲ့အဖွဲ့အစည်းတွေဟာ BBC သတင်းထောက်ကိုပြန်လွတ်ပေးဖို့အတွက်ဝန်ကြီးချုပ်ကဲစတာမန်ကဒီဗီယက်နမ်အာဏာပိုင်တွေကို တောင်းဆိုပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်